လာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်တရုတ်ကမြန်မာကိုဝင်မဆွတ်ဖက်ဘူးလေလားဆိုတဲ့ဆောင်းပါတင်ဆက်ပေးပါမယ်ဂျောင်းဝင်ဆွတ်ဖက်မှုတွေတော်လာပြီလို့တရုတ်ကပါရုပ်တန်ကွန်ရက် CGTN ရဲ့အင်တာနက်စာမျက်နှာမှာမလ16ရက်နေ့ဆောင်းပါကောင်းစဉ်ကဆိုပါရင်ညံပြင်းစွာရှိသားထားတဲ့ပြင်အဲ့ဒီဆောင်းပါမှာအဲ့ဒီတရုတ်နိုင်ငံပိုင်သတင်းဌာနကဖေဖော်ဝါရီ1ရက်နေ့မြန်မာစစ်အာဏာသိမ်းမှုအပေါ်အနောက်နိုင်ငံတွေရဲ့တုံ့ပြန်မှုနဲ့ပတ်သက်ပြီးထူးထူးခြားခြားပြင်းပြင်းထန်ထန်တိုက်ခိုက်ထားပါတယ်ဒီဆောင်းပါမှာအမေရိကန်ပြည်ထောင်စု ုက၎င်းတို့ကပြည်သူများကိုကူညီရန်လို့ဆိုပြီးအီရန်နဲ့အာဖဂန်မှာဂျားဖတ်ဆွတ်ဖတ်ကြောင်းဒါပေမဲ့အဲ့ဒီစည်ရေးတုံ့ပြန်မှုကအဲ့ဒီနိုင်ငံလုံးမှာလူတည်ဆုံးမှုတွေနဲ့ဖိယုဖိယဲဖြစ်မှုတွေကိုသာဖြစ်စေပြီးပြည်သူလူထုကကြောက်လန့်နေရကြောင်းဖော်ပြပါတယ်ဒါအပြင်အနောက်နိုင်ငံများမှာအတံများကမြန်မာနိုင်ငံမှာမတည်ငြိမ်မှုတွေကိုအားပေးပြီးဒီအတိုင်းဆက်သွားရင်မြန်မာမှာပြည်ရင်းစစ်ဖြစ်မယ်လို့ဒီဆောင်ဘကဆက်လက်ရှင်းတာလိုက်ပြီးမြန်မာနိုင်ငံမှာဆယ်စုနှစ်များစွာကြာတဲ့ပြည်ရင်းစစ်မရှိတဲ့သဘောမျိုးလို့ဖော်ပြပါတယ် ဆန္ဒပြသူတွေကိုအနှစ်သာရကင်းမဲ့တဲ့စကလုံးတွေနဲ့အပိထောက်ခံခြင်းကတာဝန်မဲ့တယ်လို့ပဲ CGDN ကထောက်ခံ ကောက်ချက်ချပါတယ်တဖက်မှာတရုတ်နိုင်ငံကဘေကျင်းမှာထုတ်ပြန်တဲ့ကြီးညာချက်အများပြားမှာဖော်ပြထားတဲ့အတိုင်း၎င်းတို့ကကာလရှိကြစွာစောက်ကင်ထားတဲ့အခြားနိုင်ငံတွေရဲ့ပြည်ရင်းရေးကိုဝင်ရောက်မဆွဖက်ရေးမှုကိုတာလိုက်နာကြောင်းပြောပါတယ်တရုတ်မှာအာဏာချုပ်ကင်ထားသူတွေအစိုးရအဲ့ဒီမူဝါဒမှာငြိမ်းချမ်းစွာရှင်တွဲနေထိုင်ရင်မူကြီး၅ခုဖြစ်တဲ့အချုပ်အခြာနဲ့နေမြေတည်တံ့ခိုင်မြေကိုအပြန်အလှန်လေးစားခြင်းကျူးကျော်ရန်စာမုံမပြုလုပ်ခြင်းတနိုင်ငံရဲ့ပြည်ရင်းရေးကိုအခြားတနိုင်ငံကဝင်ရောက်မဆွဖက်ခြင်းတန်းတူညီမျှမှုနဲ့အပြန်အလှန်အကျိုးပြုခြင်းနဲ့ငြိမ်းချမ်း န့်စွာရှင်တွဲနေထိုင်ခြင်းတို့ဖြစ်ကြောင်းဆိုပါတယ်။ဒါပေမဲ့ပြည်တိုင်နိုင်ငံအခြေဆိုင်နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးလေ့လာရေးဌာနမှဒါရိုက်တာ Shred A. Buckley ရဲ့ 2019ခုနှစ် South China Morning Post တွင်ပါအတွင်းအမြင်စာပိုင်း၏အဆိုအရအဲ့ဒီရည်တည်ချက်ကကုလသမဂ္ဂလုံခြုံရေးကောင်စီမှတရုတ်နိုင်ငံကမဲပေးတဲ့မှတ်တမ်းကဲ့သို့သောနိုင်ငံပြပနဲ့သက်ဆိုင်တဲ့လုပ်ရက်တွေကိုမှတ်ကန်ကြောင်းပြသဖို့ချမှတ်ထားတဲ့လုပ်ရည်တည်ချက်ဖြစ်ပါတယ်။ဥပမာအားဖြင့်ဆိုပါကမြန်မာပို့ချုပ်များအလုံးစုပေါင်းပြီးကုလသမဂ္ဂကထံခတ်ခြင်းကိုလိုလားတဲ့အခြားလုံခြုံရေးကောင်စီဝင်နိုင်ငံတွေကိုပိတ်ဆို့တားဆီးဖို့နဲ့တရုတ်နိုင်ငံရဲ့ပြည်တွင်းကိုအခြားနိုင်ငံတွေကဝေဖန်ခြင်းတွေကိုကန့်ကွက်ဖို့ချမှတ်ထားတဲ့ရည်တည်ချက်သားဖြစ်ပါတယ်။ အာနာရှင်ဟောင်းဥနေဝေနဲ့တရုတ်ကွန်မြူနီကောင်ဆောင်မော်စီတုံးတို့တွေ့ဆုံစဉ်နိုင်ငံသဘောထားကွယ်လွယ်မှုတွေတိဘက်များနဲ့စင်ကြမ်းမှာဝီဂါမွတ်စလင်များပေါ်လူအခွင့်အရေးချိုးဖောက်မှုတွေအတွက်တရုတ်နိုင်ငံကိုအနောက်နိုင်ငံတွေကဝေဖန်တဲ့အခါတိုင်းတရုတ်နိုင်ငံကတုံ့ပြန်မှုမှာမြည်သည့်နိုင်ငံမှာတရုတ်နိုင်ငံရဲ့ပြည်တွင်းရေးကိုဝန်ရောက်ဆက်ဖွဲ့ခင်မရှိဆိုတဲ့စကားသာဖြစ်ပါတယ်။ဟောင်းကောင်မှာဖိနှိပ်တဲ့အမျိုးသားလုံခြုံရေးဥပဒေတစ်ကိုစတင်ချမှတ်ခြင်းအတွက်အမေရိကန်နိုင်ငံကလူခဲ့တဲ့နှစ်နိုဝင်ဘာလကတရုတ်ရာရှိလေးဦးကိုပိတ်ဆို့အရေးယူလိုက်တဲ့အခါဒီလောက်ရက်ကပြည်တွင်းရေးကိုဝန်ရောက်ဆက်ဖက်တဲ့လောက်ရက်ဖြစ်ကြောင်းတရုတ် နိုင်ငံကပြောပါရယ်လူခွင့်ရေးချိုးဖောက်မှုတွေကမြေတီနိုင်ငံရဲ့ပြည်တွင်းရေးမှမဟုတ်ဘဲဒီလိုလုံရက်တွေကိုဝေဖန်ခြင်းကအာနာရှင်နေမကြခဏပြောလို့ရှိသလိုအမျိုးသားအချုပ်ချာအာနာကိုချိုးဖောက်ခြင်းမဟုတ်ကုလသမဂ္ဂလူခွင့်ရေးကောင်စီကဲ့သို့နိုင်ငံတကာလူခွင့်ရေးဖွဲ့စည်းတွေကကမ္ဘာတဝန်လူခွင့်ရေးတွေကိုကာကွယ်ဆောင်ရှားဖို့ယူရချက်နဲ့ဖွဲ့စည်းထားတဲ့ဖွဲ့စည်းများဖြစ်ပါရယ်ဒါအပြင်1948ခုနှစ်လူခွင့်ရေးကြေညာစာနဲ့1956ခုနှစ်မှာစတင်တပ်ဝင်ခြင်းမရှိမီ1966ခုနှစ်ကကုလသမဂ္ဂအထွေထွေညီလာခံကချမ မှတ်ခဲ့တဲ့နိုင်ငံတကာသဘောတူစာချုပ်ဖြစ်တဲ့နိုင်ငံတကာနိုင်ငံသားနဲ့နိုင်ငံရေးခွင့်ရများဆိုင်ရာသဘောတူစာချုပ်နဲ့နိုင်ငံတကာစီးပွားရေးလူမှုရေးနဲ့ရှင်ကျေးမှုဆိုင်ရာအခွင့်အရေးများသဘောတူစာချုပ်တို့ကမြည်သည့်နိုင်ငံကမှလင်းလူရှုမရတဲ့နိုင်ငံတကာလူအခွင့်အရေးဥပဒေတွေပဲဖြစ်ပါတယ်1989ခုနှစ်ပန်ဆန်းမှာဗမာပြည်ကွန်မြူနတီပါတီဗဟိုကော်မတီအစည်းအဝေးတစ်ခုတရုတ်နိုင်ငံကနိုင်ငံတကာစီးပွားရေးလူမှုရေးနဲ့ရှင်ကျေးမှုအခွင့်အရေးများဆိုင်ရာသဘောတူစာချုပ်မှာပါဝင်လက်မှတ်ရေးထိုးထားတော်လဲနိုင်ငံသားနဲ့နိုင်ငံရေးခွင့်များဆိုင်ရာစာချုပ်မှာလက်မ မှန်ရည်ထိုးခြင်းမရှိပါဘူး။တရုတ်နိုင်ငံက1948ခုနှစ်လူအခွင့်အရေးကြေညာစာတမ်းကိုအ ਨੇ စုံမူအပြင်သဘောတူထားတော်လဲတရုတ်သမ္မတရှီကျင်းဖင်က2019ခုနှစ်ဇန်နဝါရီမှာမိန့်ခွန်းပြောတဲ့အခါ လူသားတွေနဲ့ပတ်သက်တဲ့အခြားအမြင်တစ်ခုကိုတင်ပြပါရစ်ဒီအမြင်မှာသူကနိုင်ငံတစ်ခုစီရဲ့အကျွမ်းမဲ့အထောက်ကြအာဏာပိုင်မှုကိုအလေးထားပြောကြားပြီးနိုင်ငံတကာတိုင်ဝမ်အနေနဲ့ရှင်ကျေးမှုနဲ့နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကိုလက်ခံရမှာဖြစ်ကြောင်းပြောပါရစ်တရုတ်နိုင်ငံအကြောင်းကာလကြာမြင့်စွာလေ့လာခဲ့တဲ့သူတည်တည်တို့ရဲ့စကားနဲ့ဆိုရမယ်ဆိုရင်ဖီချင်းမှာခေါင်းဆောင်တွေနဲ့၎င်းတို့နဲ့စိတ်ချင်းနေတဲ့မြန်မာစေအုပ်စုကဲ့သို့သောသူတွေက၎င်းတို့ရဲ့ရက်ဆက်ကြမ်းကြမ်းမှုအထောက်ကြအာဏာကိုကာကွယ်ဖို့ကြိုးစားနေကြလို့သာဆိုရမှာဖြစ်ပါရစ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံ ဆိုင်ဝင်ကြီးဌာနကလွန်ခဲ့တဲ့နှစ်ဇန်နဝါရီလကကြေညာချက်တစ်စောင်ထုတ်ပြန်ပြီးအဲ့ဒီကြေညာချက်မှာလွန်ခဲ့တဲ့နှစ်90ကနှစ်နိုင်ငံတန်တမန်ဆက်ဆံရေးထူထောင်ပြီးရဲ့နောက်တရုတ်မြန်မာဆက်ဆံရေးကအပြန်အလှန်လေးစားမှုအပြန်အလှန်ရှုံချမှုနဲ့အပြန်အလှန်ကူညီမှုတွေနဲ့မှန်မှန်တိုးတက်လာခဲ့ပြီးနိုင်ငံကြီးများနဲ့နိုင်ငံငယ်များကြားနှစ်ဖက်အကျိုးရှိပြီးသဟဇာတာဖြစ်တဲ့ပူးရဲတည်ရှိမှုရဲ့နမူနာတရက်ကိုချမှတ်နိုင်ခဲ့ပါတယ် တရုတ်နိုင်ငံကမြန်မာရဲ့ဖြည့်ရင်းရေးကိုမဆွတ်ဖက်ရေးမှုကိုလိုက်နာပြီးမြန်မာနိုင်ငံရဲ့အမျိုးသားဂုဏ်တိတ်ခတရားဝင်အခွင့်အရေးများနဲ့အကျိုးစီးပွားတွေကိုကာကွယ်ရမှာထောက်ခံတယ်လို့ဖော်ပြထားပါတယ်မြန်မာနိုင်ငံမျက်မှောက်ခေတ်သမိုင်းနဲ့ရင်းနှီးကျွမ်းဝင်သူမြေသူမဆိုးဒီအချက်ကမမှန်ကြောင်းသိရပါတယ်မြန်မာနိုင်ငံကြီးမှာဖြည့်ရင်းရေးမှာတရုတ်လာမြေတီနိုင်ငံကမှဆွတ်ဖက်ခဲ့ခြင်းမရှိပါဘူးဒီလိုဆွတ်ဖက်မှုတွေကရှန်ကုန်ရှိအစိုးရကိုပုံကံရမှာအကူအညီတောင်းဖို့ပမာပြီးကွန်မြူနတီပါတီမှာဂေတာ143ကို1950ခုနှစ်တွေကတရုတ်နိုင်ငံကိုတွားရောက်ချိန်မှာစတင်ခဲ့ ဲ့ပါတယ်အဲ့ဒီချိန်နဲ့တစ်ချိန်တည်းမှာပဲဒုတိယကမ္ဘာစစ်စစ်ပြန်မှာတပုံဖြစ်လာသူနော်ဆိုင်ကောင်းဆောင်နဲ့ကချင်တိုင်းရင်းသား200မှ300ကန်ကရှမ်းပြည်မြောက်ပိုင်းမှာမြန်မာစစ်တပ်ရဲ့ခြေမုံခံရပြီးတရုတ်နိုင်ငံတွင်ကိုဆုတ်ခွာလာတယ်ဗမာကွန်မြူနစ်တွေကစီချုံပြည်နဲ့ချန်တူးမှာအခြေချပြီးအဲ့ဒီနေရာမှာ၎င်းတို့ကိုနိုင်ငံရေးတင်နန်းများပြီးတဲ့တချို့ကဘေကျင်းရှိတရုတ်ကွန်မြူနစ်ပါတီတင်နန်းကြောင်းမှာမတ်လီနေဝါရတင်နန်းများတက်ရောက်ကြတဲ့ကွန်မြူနစ်မဟုတ်တဲ့ကချင်တွေကိုကြွေကြိုပြင်းနေရှိပြည်သူကွန်မြူနစ်တွေမှာနေထိုင်ခွင့်ပေးခဲ့တဲ့အဲ့ဒီတော့က ကတရုတ်နိုင်ငံကရှန်ကုန်ရှိဥနုအစိုးရနဲ့ဆက်ဆံရေးကောင်းမွန်ပြီးမြန်မာပြည်ပြည်တွေကိုမြည်တီအထောက်ပံ့ဒါမှမဟုတ်တင်နန်းပေးခြင်းမှမရှိ1962မလမှာပိုကျုံနေဝင်အာနာသိမ့်ပြီးနောက်ဒီအချိန်တွေကပြောင်းလဲသွားပါတယ်။ရှင်မန်းချက်ကြည့်ပြီးခံမှန်းဖို့ခက်ခဲတဲ့အဲ့ဒီပိုကျုံကိုစိတ်ပူရာကြောင့်တရုတ်နိုင်ငံကမြန်မာနိုင်ငံမှာလက်နက်ကင်ပုံကန့်မှုတွေကိုအစွမ်းကုန်အားပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ မာပြည်ကွန်မြူနတီပါတီကိုပထမဆုံးချိန်ဖြင့်ဝါရဖြန့်နှင့်အခြားဆောင်ရွက်စာရမ်းများကိုပြီးခြင်းမှာရိုင်းနှင့်ခွင့်ပေးကပါတီမှစစ်ပြန်များကိုမြန်မာနယ်စပ်ကိုစေလွတ်ကထိုးပေါက်စိတ်ဝင်နိုင်ခြင်းရှိတဲ့လမ်းကြောင်းတွေကိုလေလာစေပါတယ်ဗမာပြည်ကွန်မြူနတီကဆရာထက်တန်နဲ့မော်ဝါဒီတွေဖြစ်တော်လဲစည်ရဲတွေ့ကြုံမရှိသလောက်နေပါတယ်ဒါကြောင့်၎င်းတို့ကို꿰ကြိုးရှိစည်ရဲဝါနေတဲ့ကချင်များနဲ့မိတ်ဆက်ပေးတယ်ဗမာပြည်ကွန်မြူနတီပါတီတက်မတော်တဲ့ရဲ့အမှုတွေကိုတီထောင်ပေးပြီးတမိုင်းအလှည့်ပြောင်းဖြစ်လာတဲ့အခါနေဝင်အစိုးရကဒီအဝေးရောက်ကွန်မြူနတီတွေနဲ့ ်ဗကိုးရိုးမားနဲ့မြန်မာနိုင်ငံအလဲပိုင်းအခြားနေရာတွေမှာခိုအောင်းနေတဲ့ community များနဲ့ပြန်လည်ချိတ်ဆက်ခွင့်ပေးပါတယ်1963ခုနှစ်ကိုရောက်တဲ့အခါနေဝင်ကတနိုင်ငံလုံးရှိလက်နက်ကင်များနဲ့ငိမ့်ချင်းခေါ်ယူပြီးဗမာပြည် community party ဝင်29ဦးတို့ကငိမ့်ချင်းဆွေးနွေးပွဲများမှာပါဝင်ရန်လိုအကြောင်းပြပြီးဘေကျင်းမှလင်းရင်နဲ့ရောက်လာတယ်ဒီလိုလာရောက်သူတွေအနက်တအုံးမှာနောင်မှာပါတီဥက္ကဋ္ဌဖြစ်လာတဲ့သခင်ပါသိန်းတင်ဖြစ်ပါတယ်သူကရန်ကုန်ပြည်ပကိုခိုးထွက်ပြီးဗကူးယုမကိုတွားရောက်တဲ့သူကတရုတ်နိုင်ငံမှာရေဒီယိုလှင့်ဆက်တီနဲ့အခြား ားကူညီတွေကိုယူဆောင်လာခဲ့ရင် နောက်ထပ်အကူအညီများလာအောင်မှာဖြစ်ကြောင်းအဲ့ဒီအစီအစဉ်ကိုတရုတ်နိုင်ငံမှာလှုပ်ဆောင်နေကြောင်းဘကူယူမာမာကီတာတွေကိုသူကပြောပါတယ်။ပမာပြည်ကွန်မြူနတီပါတီနဲ့တရုတ်တို့ကြိုတင်ခန့်မှန်းစီစဉ်ထားတဲ့အတိုင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပြတ်တဲ့တခင်ပါသိန်းတင်နဲ့အခြားပါကပါကီတာတအူတို့ပြည်ချင်းကိုပြန်ကြတော့လဲကီတာ28ဦးပြီးကင်းပြန်နေလို့ခေါ်သူတွေကမြန်မာနိုင်ငံမှာရှင်းနှစ်ကြတယ်။၎င်းတို့ကပြည်တွင်းရှိပါတီခေါင်းဆောင်နေရာတွေကိုယူပြီးမကြသေးမီကရရှိထားတဲ့ရေဒီယိုဆက်တွေနဲ့တရုတ်နိုင်ငံမှာအဝေးရောက်တွေနဲ့ဆက်သွယ်ကြတယ်။နှစ်ပေါင်းများ စွာကြံပြီးနောက်1969ခုနှစ်စွန်လမြန်မာနိုင်ငံမှာပြည်တွင်းရှိတရုတ်များကတရုတ်နိုင်ငံမှာရှင်ကျေးမှုတော်လိုင်းကိုထောက်ခံတာကြောင့်ဖြစ်ပေါ်တဲ့တရုတ်စံချိန်၏အထူးကယုံကဘီဂျင်းရှိခေါင်းဆောင်နေတဲ့ဘာကပရီကို၎င်းတို့ရဲ့လှုပ်ရှားမှုအတွက်လိုအပ်နေတဲ့အကြောင်းပြချက်ကိုရရှိသွားစေတယ်။1968ခုနှစ်နှစ်သက်ကိုနေမှာနော်ဆန်းတဲ့သူ့ရဲ့ကချင်တွေကဘာကပနိုင်ငံမူရီနဲ့ဒူရှမ်းပြည်နယ်အရှိမြောက်ပိုင်းကျေးရွာငယ်ကလေးတစ်ခုဖြစ်တဲ့မုံကုန်းကိုပြန်လည်ဝင်ရောက်လာတဲ့ဒီဖြစ်ရက်ကတရုတ်ထောက်ခံမှုနဲ့ဖြစ်ပေါ်ရတဲ့ဆယ်စုနှစ်နှစ်ခုကြာ သွေးချောင်းစီပြည်ရင်းစစ်ရဲအစဖြစ်တဲ့တရုတ်နိုင်ငံကအင်ဒိုချိုင်းနာဒေသပြင်ပအခြားမြေတီကွန်မြူနီလှုပ်ရှားမှုထမ်းမဆိုးဘာကပါကိုအကူအညီပေးတဲ့ အော်တိုမက်တစ်တိုက်ခိုက်ရေးရိုင်ဖယ်များစစ်တနက်ကြီးများလီယင်ပြင်းမြောင်များမော်တာများပြောင်ချောရိုင်ဖယ်များကိုရေဒီယိုဆက်သွယ်ရေးဆက်များဂျစ်ကားများထရက်ကားများစီးဝါးဓာတ်ဆီနဲ့ဆန်နဲ့အစားအသောက်မျိုးစုံတို့နဲ့အတူပို့ဆောင်ပေးတယ်။ပြည်သူအတန်လို့ခေါ်တဲ့လူဝတ်အတန်လွင်ဌာနက1982ခုနှစ်မှာနေဆက်ရဲ့တရုတ်နိုင်ငံမှာစတင်ထုတ်လွှင့်ပြီးနောက်မှာတရုတ်နယ်စပ်ဝါတောင်တန်းရှိဘာကပဌာနချုပ်ပန်းစန်းကိုရွှေ့ပြောင်းနေအစောပိုင်းနှစ်တွေကတိုက်ပွဲတွေအတွင်းဘာကပတပ်များမှတရုတ်နိုင်ငံမှာစေတနာဝန်ထမ်းလူငယ်များအထူးကပါဝင်နေ1900 2020ခုနှစ်များအလဲကိုရောက်တဲ့အခါ၎င်းတို့ကိုဝါများနဲ့အခြားနေဆက်တောင်တန်းမှလူသစ်များဖြင့်အစားထိုးခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။